မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့်ဘူတီတော်မြို့ကရိုဟင်ဂျာအယောက်8000လောက်ဟာရခိုင်တပ်တော် AA ထိန်းချုပ်နယ်မြေဒဲကိုဝင်ရောက်ခုံလုံလာတယ်ဆိုပါတယ်ရှမ်းပြည်မြောက်ပိုင်းက2029စစ်စင်ရေးအတွင်းဖမ်းဆီးရရှိခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သုံးပန်းတွေက42ဦးကိုပြန်လည်လွှတ်ပေးလိုက်တယ်လို့ MNDAA ကတရားဝင်ထုတ်ပြန်ထားတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့အကြမ်းဖက်စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့်ဘူတီတော်မြို့ကရိုဟင်ဂျာအယောက်8000လောက်ဟာရခိုင်တတော်အေအေထိန်းချုပ်နေမြေဒဲကိုဝင်ရောက်ခိုးလုံလာတယ်လို့ရခိုင်တတော်အေအေရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယုံ HDCO ကနေဒီကနေ့မှပဲသတင်းထုတ်ပြန်ထားပါတယ်မေလ၈ရက်နေ့ကအကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့်ဘူတီတော်မြို့နယ်မှာရှိတဲ့မြောင်းနာအလဲချောင်း ပကုန်းနားနယ်လက်တာကျေးရွာတွေအပါအဝင်အနီးတစ်ဝိုက်ကျေးရွာတွေကရိုဟင်ဂျာပြည်သူအယောက်8000လောက်ဟာရခိုင်တတော်အေအေးရဲ့ထိန်းချုပ်နယ်မြေဒက်ကိုဝင်ရောက်ခုလုံလာတယ်ဆိုပါတယ်။အဲ့ဒီလိုခုလုံလာတဲ့ရိုဟင်ဂျာပြည်သူတွေကိုရခိုင်တတော်အေအေးကကာကွယ်စောင့်ရှောက်ပေးထားပြီးကုညီရွှေပြောင်းဘေးဒါတွေကိုပါလှုပ်ဆောင်ပေးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။အဲ့ဒီကျေးရွာတွေကမွတ်စလင်တချို့ကတော့အကြမ်းဖက်စစ်ကောင်စီရဲ့ နခခရှစ်တက်ရင်ဘက်ကိုဝင်ရောက်သွားတာတွေလည်းရှိနေတယ်လို့ရခိုင်တတော် AA ရဲ့ HDCO ရုံးကနေသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျတဆက်ထဲမှာပဲရခိုင်ပြည်နယ်တန်တွဲမြို့မှာတော့အချက်ဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ရဲ့ဇနီးကျူကျူလှရဲ့ဇာတိကျေးရွာဇီးကျုံကိုစစ်တပ်ကလက်နက်ကြီးတွေနဲ့တောက်လျှောက်ဆုတ်လို့ပစ်ခတ်နေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်မင်းအောင်လိုင်ရဲ့ဇနီးကျူကျူလှရဲ့ဇာတိကျေးရွာဇီးကျုံကိုရခိုင်တတော် AA ကသိမ်းပိုက်လိုက်တဲ့အတွက် အကြဖတ်စကောင်စီတက်ကအဲ့ဒီဇီးကျွန်းခြေရွာကိုလက်နက်ကြီးတွေနဲ့တောက်လျှောက်ဆိုသလိုပြစ်ခတ်နေတယ်ဆိုပါလေအဲ့ဒီအတွက်ခြေရွာနေပြည်သူတချို့ကတော့ထွက်ပြေးတိမ်းရှောင်နေကြရပြီးကျွဲနွားတရိတ်ဆန်နေလဲလက်နက်ကြီးထိမှန်တဲ့ဆုံနာတွေရှိသလိုပြည်သူတချို့လည်းထိကိမ့်မှုတွေရှိထားတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်လက်ရှိမှာတော့တိုက်ပွဲတွေဟာတန်တွဲမြို့နဲ့အနီးဆုံးနေရာအထိရောက်ရှိလာနေပြီတန်တွဲမှာရှိတဲ့တထေးရေအားလျှပ်စစ်စီမံကိန်းလဲတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်ရက်ဆိုင်သွားသလို ရခိုင်တော်တော်အေအေကတန်တွဲမြို့ပပလဲမှာရှိတဲ့ကျေးရွာတွေကစစ်တပ်စခန်းတွေကိုတဖြည်းဖြည်းသိမ်းပိုက်လာပြီးစစ်တပ်ဘက်ကတော့သူတို့အထိနာတိုင်းတန်တွဲမြို့ပေါ်ကို ပြန်တက်ပြေးနေကြတယ်လို့လဲတန်တွဲမြို့နေဒေသခံပြည်သူတို့ကပြောထားပါတယ်ခင်ဗျတပတ်မှာတော့ရှမ်းပြည်မြောက်ပိုင်း2029စစ်စင်ရေးအတွင်းဖမ်းဆီးရရှိခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သုံးမှန်းတွေတက်က41ဦးကိုပြန်လည်လွှတ်ပေးလိုက်တယ်လို့ MNDAA ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်မေလ10ရက်နေ့ကပဲ ရှမ်းပြည်မြောက်ပိုင်း2029စစ်စင်ရေးအတွင်းဖမ်းဆီးရရှိခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်3မှန်းတွေတက်က41ဦးကို MNDAA တက်ရဲ့တာဝန်ရှိတဲ့သူတွေကလမ်းစရိုက်တွေပေးပြီးကားတွေနဲ့ပြန်လွတ်ပေးလိုက်တယ်ဆိုပါတယ်။အဲ့ဒီလို MNDAA ကပြန်လွတ်ပေးလိုက်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်3မှန်း41ဦးထဲမှာဂျမအေးမကောင်းတဲ့သူတွေဒဏ်ရာရထားတဲ့သူတွေခြေလက်အင်ကဆုံးရှုံးထားတဲ့သူတွေနဲ့အသက်ကြီးတဲ့သူတွေပါပါဝင်တယ်လို့လဲ MNDAA ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်ခင်ဗျ။ ဒီတခါမန္တလေးတိုင်းဘက်မှာတော့ကျောက်ဆယ်မြို့နယ်မှာအကြမ်းဖက်စစ်တပ်အတွက်လူငယ်တွေကိုစစ်သားတွေအဖြစ်လိုက်လံစုဆောင်းနေတဲ့ညောင်ရွှေရွာဆယ်အိမ်မှုမျိုးမြင့်ဆိုသူပြစ်ခတ်ခံရပြီးပွဲချင်းပြီးကိုသေးသွားပြီလို့ဒေသခံတော်လန်ရစ်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်မေလ12ရက်နေ့ဖြစ်တဲ့မနေ့ကပဲကျောက်ဆယ်မြို့နယ်မှာအကြမ်းဖက်စစ်တပ်အတွက်လူငယ်တွေကိုစစ်သားတွေအဖြစ်လိုက်လံစုဆောင်းနေတဲ့ညောင်ရွှေရွာဆယ်အိမ်မှုမျိုးမြင့်ဆိုတဲ့သူကို ညဝန်းကျေးရွာအနီးကဇပင်ညဆိုင်မှာပဲတော်လန်ရဲ့ရက်ဘော်တွေကဝင်ရောက်ပစ်ခတ်ရှင်းနေတဲ့အချိန်နေရာမှာတင်ပွဲချင်းပြီးကိုသေသွားတယ်ဆိုပါလေအဲ့ဒီဆဲအိမ်မှုမျိုးမြင့်ဆိုတဲ့သူဟာစစ်တပ်ကိုအကြီးအကျယ်ထောက်ခံတဲ့သူဖြစ်ပြီးစစ်တပ်အားကိုလည်းပြည်သူတွေကိုနှီးမျိုးစုံအနိုင်ကျင့်ဖိနှိပ်ချိမ့်ချောက်နေုံနဲ့မကလူငယ်တွေကိုစစ်သားတွေအဖြစ်အတင်းအကျပ်လိုက်လံစူဆောင်းနေတဲ့သူဖြစ်ပြီးအခုတော့သေပြီလို့ဒေသခံတော်လန်ရဲ့တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတပတ်မှာတော့ စကိုင်းတိုင်းမုံရွာမြို့ကလူတို့တပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်ကိုအကျန်းဖက်စစ်အုပ်စုကမေလ10ရက်နေ့မှာပဲထောင်နဲ့24နှစ်ထပ်မံချမှတ်လိုက်တယ်လို့သိရပါတယ်။မုံရွာအချင်းတောင်ထဲမှာအချင်းကြခံနေရတဲ့မုံရွာလူတို့တပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်ကိုစစ်အုပ်စုကရာဇသက်ကြီးဥပဒေပုံမှန်အမျိုးမျိုးတက်ပြီးမတရားပုံမှန်တွေနဲ့ထောင်နဲ့24နှစ်ထပ်မံချမှတ်လိုက်တယ်လို့သိရပါတယ်။မုံရွာလူတို့တပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်ကို အကျံဖဆဲအုစုကအရင်ကလည်းပုံမှန်အမျိုးမျိုးနဲ့ထောက်နှံ46နှစ်ချမှတ်ထားပြီးဖြစ်တယ်လို့အခုခါမှာတော့နောက်ထပ်ထောက်နှံ24နှစ်ကိုထပ်မံချမှတ်လိုက်တဲ့အတွက်ကိုဝင်မိုးနိုင်ဟာစုစုပေါင်းထောက်နှံ290ချမှတ်ခံလိုက်ရတာလည်းဖြစ်ပါလိမ့်ခင်ဗျတဖက်မှာတော့ကင်းပြီးတဲ့ဖျားသုံးစုမြုပ်ကတိုက်ပွဲတွေကြောင့်ထိုင်းမြန်မာနယ်စပ်ကိုထိန်းချုပ်ဖို့ထိုင်းဝင်ကြီးချုပ်စွတ်တာတာဝစ်စင်ကပြောဆိုလိုက်ပါတယ်မေလ10ရက်နေ့ကပဲ ရသုံးစုမြို့နယ်မှာဘုံပေါက်ကွဲတဲ့အတန်တွေလက်နက်ကြီးလက်နက်ငယ်ပစ်ခတ်တန်တွေထွက်ပေါ်ခဲ့ပြီးဘီဂျက်တပ်ဖွဲ့ဝင်တချို့နဲ့ KNLA တပ်ဖွဲ့တွေကြားပစ်ခတ်မှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်မှာပဲမေလ၁၇ရက်နေ့မှာတော့ထိုင်းဝင်ကြီးချုပ်စွဲသောတာဝစ်စင်ကဖျားသုံးစုမြို့နယ်ကက်လျက်ရှိတဲ့ထိုင်းနိုင်ငံဘက်အချမ်းကကချနာပူရီကိုလာရောက်ပြီးရေပြင်ခြေနေတွေကိုစစ်ဆေးမှုတွေလုပ်သွားတယ်လို့သိရပါတယ်။အဲ့ဒီလိုစစ်ဆေးပြီးတဲ့နောက်မှာပဲထိုင်းဝင်ကြီးချုပ်က မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ပဋိပက္ခတွေကြောင့် ငယ်ဆက်ကိုပိတ်ဖို့အရေးကြီးတဲ့အကြောင်းကိုအလေးပေးပြောကြားသွားတဲ့အပြင်ထိုင်းနိုင်ငံနဲ့ကြားဆောင်တက်နဲ့နေမီကန်တက်မှုတွေရဲ့နေဆက်ကိတ်ကိုပိတ်ဖို့အဆိုပြုချက်တွေနဲ့နေဆက်မှာလုံခြုံရေးတိုးမြင့်မှုအစီရင်ခံစာတွေပါလက်ခံရရှိထားတယ်လို့ဆိုထားပါတယ်။လက်ရှိထိုင်းမြန်မာနေဆက်ကပြဿနာတွေဟာလုံခြုံရေးကိုကျော်လွန်ပြီးကုန်ပစ္စည်းအတုနဲ့မှုရေးစေဝါးရောင်းဝယ်ဖောက်ကားတာမျိုးတွေပါရှိလာနေတဲ့အတွက်တရားမဝင်ကုန်သွယ်ရေးတွေကိုနှိမ်နှင်းမှု drone တွေနဲ့ဓာတ်မှန်ဆက်တွေလိုနည်းပညာတွေကိုပါအသုံးပြုဖို့အတွက်ကိုလည်း လောက်ဆောင်နေတယ်လို့ထိုင်းဝန်ကြီးချုပ်ကပြောဆိုတော့ပါသေးတယ်ခင်ဗျတဖက်မှာတော့စင်ကာပူနိုင်ငံမှာရှိတဲ့မြန်မာစစ်ကောင်စီတန်ရုံမှာနိုင်ငံကိုလက်မှတ်တတန်းတိုးဖို့အတွက်ရချိန်ယူဖို့တောင်းပွဲစားနဲ့ငွေကြေးပေးနေရတဲ့အပြင်စင်ကာပူမှာသူနာပြုအလုပ်လုပ်ကင်သူမှန်သမျှကိုလည်းစစ်ကောင်စီတန်ရုံကနိုင်ငံကိုလက်မှတ်တတန်းတိုးမပေးဘဲမြန်မာနိုင်ငံပြန်ခိုင်းနေတယ်လို့စင်ကာပူရောက်မြန်မာတွေစီကနေသိရပါတယ်လက်ရှိစင်ကာပူနိုင်ငံကမြန်မာတန်ရုံမှာ နိုင်ငံဦးလက်မှတ်သက်တမ်းထုတ်ဖို့အတွက် online ကနေရက်ချင်းယူနိုင်တယ်လို့ကြေညာထားပေမဲ့လက်တွေ့မှာတော့ရက်ချင်းယူလို့မရအောင်ကိုလှုပ်ထားပြီးဘွဲစားကနေတဆင့်စင်ကာပူဒေါ်လာ80ပေးပြီးရက်ချင်းယူမှရတယ်ဆိုပါတယ်အဲ့ဒီလိုစင်ကာပူနိုင်ငံမှာရှိတဲ့မြန်မာတန်ယုံကလူတွေလှုပ်ရှားနေကြတဲ့အတွက်စင်ကာပူရောက်နေတဲ့မြန်မာတိုင်းကတော့အဲ့ဒီဒုက္ခတွေကိုခံနေရတဲ့အပြင်အခုဆိုရင်စင်ကာပူနိုင်ငံမှာတူနာပြူအလုတ်လုတ်ကန်နေတဲ့မြန်မာတွေကိုလည်းအဲ့ဒီစစ်ကောင်စီတန်ယုံကတတန်းတိုးမပေးတော့ဘဲ မြန်မာနိုင်ငံကိုပြန်ခိုင်းနေတယ်လို့လဲစင်ကူရောက်မြန်မာတဦးကပြောထားပါတယ်အဲ့ဒီလိုစင်ကူနိုင်ငံမှာရှိတဲ့စစ်ကောင်စီတန်ယုံကနေနိုင်ငံကူလက်မှတ်တတန်းတိုးမပေးတဲ့အတွက်မြန်မာနိုင်ငံကိုပြန်သွားခဲ့ရတဲ့သူနာပြုတ်တဦးဟာလည်းလေးစိတ်မှာပဲနိုင်ငံကူလက်မှတ်အသိမ်းခံလိုက်ရပြီနိုင်ငံကူလက်မှတ်ပြန်ရဖို့အတွက်လှုပ်တဲ့အခါမှာလဲသူနာပြုတ်လက်မှတ်ရထားတဲ့အထောက်အထအပြည့်အစုံနဲ့ဝင်ကြီးဌာနအဆင့်ဆင့်ကိုတင်ပြမှတ်တာနိုင်ငံကူလက်မှတ်ပြန်လျှောက်လို့ရမယ်လို့ပြောပြီး နိုင်ငံကုလက်မှတ်အသိခံလိုက်ရတယ်လို့နိုင်ငံကုလက်မှတ်အသိခံထားရသူတူနာပြုတ်တူကရန်ကုန်ခေတ်တိကိုပြောထားပါလိမ့်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်တိကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ